ပါရှင်။ရန်ကုန်တိုင်းဆက်လေးစင်သွင်းရအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တွင်ရအကြောင်းအရာတွေကတော့စွန့်ရအတွင်းပူပြောင်းရေးကာလတွင်မြန်မာအသိဥမနိုင်ငံအမိကန်စွာပူပေါင်းဆောင်ရွက်ရေးဆွေးနွေးဆိုရတွင်ဖီဘာ၏ဒေတာအလိုက်၄ချိန်ရေးစင်တာများဒေတာချုံခုတွင်ဖွင့်လှစ်မည်ဆိုတဲ့တွင် ီစဉ်လေးပန်းစတိုက်ကြာစင်းဆိုတဲ့သတင်းနိုင်ငံတကာသတင်းပုံအနေနဲ့ MS Company E A320 တို့လေယာဉ်သက်ဆင်ထုတ်လုပ်ရေးလုပ်ငန်းတရုတ်နိုင်ငံတိုးချဲ့သွားပြီဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုံအနေနဲ့စွမ်းရည်အသွင်ကူပြောင်းရေးကာလတွင်မြမသရုပ်နှစ်နိုင်ငံနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စွမ်းရည်အတွင်ကုပြောင်းရေးကာလတွင်စွမ်းရည်ဖူးလုံမှုနှင့်လုံခြုံမှုအတွက်နိုင်နိုင်ငံနီးကပ်စွာပူးပေါင်းဆောင်ရွက်လို့ထည့်ရဲ့အခြေအနေများကိုယမန်မိကတွေးဆဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အော်တိုဘားလ24ရက်မှာတရုတ်ပြည်သူတမထနိုင်ငံအမျိုးသားစွမ်းရည်စီမံခန့်ခွဲမှုအဖွဲ့ National Energy Administration NEA ကကြီးမှုကျင်းပထဲ2025ခုနှစ်စွမ်းရည်အတွင်ကုပြောင်းရေးရဲ့ပြည်ပဆိုင်ရာဖိုရမ်တို့စွမ်းရည်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကူ လွင်တက်ရောက်ခဲ့တဲ့ခရီးစဉ်မှာအခုလိုတွေးဆုံဆွေးနွေးခဲ့တာဖြစ်ပါထဲ့အဆိုပါဖိုရမ်မှာပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်ခကီးနိုးစပီကာအနေဖြင့်စွမ်းရင်ဖူလုံရေးစွမ်းရင်လုံချုံရေးနှင့်စွမ်းရင်အသွင်ကူပြောင်းရေးတွင်မြန်မာနိုင်ငံအနေဖြင့်ပါဝင်ဆောင်ရွက်နေမှုခေါင်းစဉ်နှင့်ဆွေးနွေးပြောကြားခဲ့တာဖြစ်ပါထဲ့ အထီနောက်မှာတော့ပြည်တော်စုဝန်ကြီးဦးကိုကိုလွင်ခေါင်းဆောင်ထဲမြမကိုစက်လက်အဖွဲ့ဟာတရုတ်ပြည်သူသမ္မတနိုင်ငံအမျိုးသားစွန့်ရင်စီမံခန့်ခွဲမှုအဖွဲ့ဤအကြီးအကဲဖြစ်သူ မစ္စတာဝမ်ဟောင်းစီဦးဆောင်ထဲအဖွဲ့နယ်တွေ့ဆုံပြီးနိုင်ငံစွန့်ရင်ဆိုင်ရာမူဝါဒများမဟာပြူဟာများကိုအခြေခံ၍စွန့်ရင်အတွင်ကူပြောင်းရေးကာလတွင်စွန့်ရင်ဖူလုံမှုနှင့် လုံခြုံမှုအတွက်နိုင်ငံအနေဖြင့်ဤကန်စွာပူးပေါင်းဆောင်ရွက်လို့သည့်အခြေအနေများနိုင်ငံအကြီးအကဲများသဘောတူညီထား ားချပြီးဖြစ်သည့်ကန္နာဆုံးပတ်ဆုံးပူပေါင်းဆောင်ရွက်ရေးတွင်တခုအပါဝင်ဖြစ်သောစွမ်းရင်ကန္နာတွင်ပူပေါင်းဆောင်ရွက်လို့သည့်ကိစ္စရှက်များ Green Energy New Energy တို့ကူပြောင်းရှာတွင်အဓိကကျသည့်ဤပညာအရှင်အန်သည်လူသားအရှင်အမည်ဖွံ့ဖြိုးရေးကန္နာသုံးချက်တွင်တရုတ်နိုင်ငံအနေဖြင့်လိုအပ်သည့်ကူညီအားပေးမှုများပြုလုပ်ပေးနိုင်ရန်ကိစ္စရှက်များကိုဆွေးနွေးခဲ့ပါသည် ထားအပြင် AI နည်းပညာကိုစွမ်းရည်အတွင်းကူးပြောင်းရေးလုပ်ငန်းစဉ်တွေမှာမလွဲမသွေအသုံးပြုရမှာဖြစ်တာကြောင့်အ धिक လိုအပ်တဲ့လျှက်စစ်သားအပေါ်မရယူအသုံးပြုနိုင်ရေးရတော့လဲတရုတ်နိုင်ငံအနေနဲ့ကူညီဆောင်ရွက်ပေးဖို့ကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းသဘုံအနေနဲ့ MFF နဲ့ FIFA ၏ဒေတာအလိုက်၄ချိန်ရေးစံထားများဒေတာ၆ခုတွင်ဖွင့်လှစ်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF နဲ့ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA တို့ပူးပေါင်းကဒေတာအလိုက်လေးချင်ရေးစင်တာတွေကိုနေရဒေတာ6ခုမှဖွင့်လှစ်သွားမယ်လို့သိရပါတယ်။အဆိုပါလေးချင်ရေးစင်တာတွေကိုရွှေပုံးသီးမျိုးဆက်တဲ့ကစားသမားများဖော်ထုတ်နိုင်ရည်ရည်ရွယ်ကမော်လမ်းမြိုင်နေပြည်တော်ကချင်မြစ်ကြီးနားမန္တလေးတောင်ကြီးနှင့်အေယာဝတီပသိမ်းတို့မှဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ စန္ဒာတွေမှာအသက်14နှစ်အောက်အမျိုးသားမျိုးသမီးကစားသမားများကိုအဓိကလေးကျင့်တင်ကြားပေးသွားမှာဖြစ်ပြီးအမျိုးသားကစားသမားများကို အပတ်စဉ်တနင်္လာဗုဒ္ဓဘူးတောက်ကြညနေပိုင်းများအမျိုးသမီးကစားသမားများကို အင်္ဂါကြတာပရိစနေညနေပတ်များတွင် စနစ်တကျလေးကျင့်ပေးသွားမယ်လို့သိရပါထဲရှင်ဆလဘီ73စီစီ၄ဘတ်ဆက်လိုက်ကြာစင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် 73စီရည်ညွန်ဈေးထွေ၄ဘတ်ဆက်တိုက်ကြာစင်းနေတယ်လို့73စီတင်သွင်းတူလောင်းဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့အခုတစ်ပတ်အတွက်ထုတ်ပြန်ချက်အရသိရပါတယ်။ ပြည်တွင်း73စီစေနှုံးဟာ ပြီးခဲ့တဲ့3ဘက်ကအမျိုးအစားအလိုက်တလီတာကို730ကနေ250ကျပ်အတွင်းကြာစင်းခဲ့သလိုအခုတစ်ပတ်မှာလည်း30ကျပ်ကနေ100ကျပ်အတွင်းဆက်လက်ကြာစင်းနေပါသေး။အခုလပိုင်းအတွင်းမြန်မာငွေစေးမာနေသလိုအာရှပစိဖိတ်ဒေသအတွင်း73စီစေနှုံးတွေကြာရိတ်ရှိနေတာကြောင့်ပြည်တွင်း73စီစေနှုံးတွေလည်းဆက်တိုက်ကြာစင်းနေတယ်လို့ဈေးကွက်ကျွမ်းကျင်သူကဆိုပါသေး။ 73စီဈေးကွက်ထဲမှာအခုလအတွင်းမိုးစပါးရှိသိမ်းခြင်းနဲ့ဆောင်းတီနံတွေထုံးရဆိုင်ပြို့ဖို့ဝယ်ယူထားတွေရှိနေပေမဲ့အချို့ဒေသတွေမှာတောင်သူတွေကိုတတ်တာရဲဈေးနှုန်းနဲ့ရောင်းချပေးနေတာတွေရှိနေတယ်လို့ဆိုပါတယ်။ အခုတပတ်အတွက်73စီရှင်ညုံစေးများမှာ92တတိတာကို2680ကျပ်95တတိတာကို2960ကျပ်ဒီဇယ်စီတတိတာကို2380ကျပ်ပရီမီယံဒီဇယ်စီတတိတာကို2900ကျပ်အထိဈေးနှုန်းတွေရှိနေတယ်လို့သိရပါတယ်အရင်တပတ်နဲ့နိုင်ရှင်ပါက92တတိတာကို35ကျပ်95တတိတာကို30ကျပ်ဒီဇယ်စီတတိတာကို85ကျပ်ပရီမီယံဒီ ်းစီတလီတောင်ကိုတရားချက်အထိအတိအကျဆင်းနေပါတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ Airbus Company E320 လေယာဉ်သက်ဆင်ထုတ်လုပ်ရေးလုပ်ငန်းတရုတ်၌တိုးချဲ့သွားမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လီရင်လိုအပ်ချက်မြင့်မားလာခြင်းနဲ့ရေရှည်မိဖဆက်ဆံရေးခိုင်မြဲစေရန်အတွက် Airbus ကတရုတ်မှထုတ်လုပ်မှုတိုးချဲ့သွားမယ်လို့ CEO Gilon Fori ကဗုဒ္ဓဘူးနေမှာပြောသွားပါတယ်။ ။ Airbus ကုမ္ပဏီကတည်ရန်ချင်းမျိုးမှဒုတိယမြောက် A320C ကိုဆောက်လုပ်သက်စင်ရေးလုပ်ငန်းစတင်လိုက်ပြီဖြစ်ပါသေး။တည်ရသွက် Airbus အနေနဲ့ A320 မျိုးဆက်လေးရင်တွေကိုတရုတ်မှနှစ်ဆတိုးထုတ်လုပ်နိုင်မှာဖြစ်ပြီး2026အစောပိုင်းမှာအပြည့်အဝစတင်လဲပတ်နိုင်ဖို့မျှော်မှန်းထားပါသေး။ယခုလိုတိုးချဲ့ခြင်းကအရက်သုံးလေးရင်ဈေးကွက်ထွန်းကားလာတဲ့တယုံမှာ Airbus ရဲ့ယုံကြည်ခိုင်မာမှုကို ပေါ်လွင်စေပါသည်။ CGTN ရုပ်တံနဲ့အင်တာဗျူးမှာ Fori ကတရုတ်မိဖတ်တွေနဲ့အနာဂတ်ပူပေါင်းရှေ့ရအတွက်ဂုံမနီရှိမန်းချက်တွေကိုပြောပြသွားပါထိန်။နောက်နှစ်20မှာလေရင်9500ခန်းအချမ်းပြေလိုအပ်လာနိုင်ချောင်းဒီလိုအပ်ချက်နဲ့ပြည့်မီအောင်ထုတ်လုပ်မှုတိုးမြင့်ရတာဖြစ်ကြောင်းပြောပါထိန်ကာဗွန်ပပျောက်ရေးရည်ရွယ်ချက်များရရှိဖို့အတွက်ကုမ္ပဏီရှိမှန်းထားကြောင်းလည်းဆိုပါထိန် Airbus အနေနဲ့ A320 မျိုးဆက်လေးယာဉ်သက်စင်ရေးလိုင်း၁၀ခုရှိပြီးဖြစ်ရာဂျာမနီဟမ်ဘတ်မှာ၄ခုပြင်သစ်တူလော့စ်မှာ၂ခု American အလာဘားမှာ၂ခုနဲ့တီယန်ချင်းမှာ၂ခုဖြစ်ပါထိ A320 မျိုးဆက်ထဲမှာ A319, A320 နဲ့ A321 မော်ဒယ်၃ခုသက်စင်နေပြီးယခုထပ်ထီ A320 လေယာဉ်ပေါင်း980ထုတ်လုပ်ပေးထားပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေရှင်။ကျမကတော့မြန်မိုးထပ်ပါ you